မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 17ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်ရဲ့ကိုစားပြုယာယီသမရအမိခံမြင်းဆွေရဲ့ဒီကနေ့မတာချတဲ့လမ်းကြောင်းဟာတရက်ကြိုတင်ပြီးတော့သတင်းပေါက်ကြားခဲ့တဲ့အတွက်အကြမ်းဖက်စစ်ခွေးတပ်ကလုံခြုံရေးအစီအမံများကိုအဆင့်ထပ်မံမြင့်တင်ပြီးတော့ပြောင်းလဲခဲ့ရပြီး drone jammer များနဲ့ drone gun များကိုနှစ်ဆတိုးမြင့်ခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီနေ့ဩဂတ်လ17ရက်နေ့မှာမြေဆွေရဲ့အလောင်းမသားကိုအမတ်နဲ့စစ်စေးရုံကနေစစ်သေးချိုင်းကိုပို့ဆောင်ရလမ်းကြောင်း၈ခုတတ်မှတ်ထားပြီးတော့အဲ့ဒီတတ်မှတ်ထားတဲ့လမ်းကြောင်း၈ခုကိုအစိပ်အပိုင်းများနဲ့တကွသတင်းပေါက်ကြားသွားခဲ့ပါတယ်။ဇာပနလမ်းကြောင်းတွေသတင်းပေါက်သွားလို့လုံခြုံရေးတွေကိုထပ်တိုးလိုက်တယ်တဲ့။ drone ကြမ်းမာနဲ့ drone gun တွေဇာပနလမ်းပိုင်း၈ခုစလုံးမှာနှစ်ဆတိုးလိုက်တယ်။လုံခြုံရေးအစီအမံတွေအကုန်လုံးအပြောင်းလဲလုပ်ပြီးတော့ထပ်တိုးလိုက်တာ။လမ်းကြောင်းတည်မဲ့အစီအစဉ်တွေအကုန်လုံးပေါက်ကြားသွားလို့ပါ။ drone နဲ့ဘုံကျဲခံရမှာကိုစိုးရိမ်လို့လုံခြုံရေးတွေထပ်တိုးထားတာလို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ဒီကနေ့မတားချတဲ့မြင်းဆွေရဲ့အတုဘကိုပြည်သူများနဲ့နန်စီဒီယန်ဝန်ထမ်းများကိုအကြပ်ဖက်စစ်ခွေးတက်ကအတင်းအကျပ်ဆင့်ခေါ်ခဲ့ပြီးတော့မနေ့အစိုးပိုင်းကနေစတင်ပြီးလမ်းဘေးဝဲရာတလျှောက်နေပူထဲမှာဆောင်ဆိုင်ခဲ့ရတယ်လို့သိရပါတယ်။အတင်းအကျပ်ဆင့်ခေါ်ခြင်းခံခဲ့ရတဲ့ပြည်သူများအတွက်ထွေးအုပ်ကအစားအသောက်စီစဉ်ပေးမယ်လို့ပြောဆိုခဲ့တော့လေ။ဘာအစားအသောက်မှမပေးခဲ့ဘူးလို့ 平安被亲戚贺寿金看个样的，李大哥比嘟嘟哥偏来表白他家哦，平安喜欢的，看喵。 နောက်ထပ်တင်ဆက်ပေးရမယ့်စီရေးသတင်းကတော့ AA ကတိုက်ခိုက်သိမ်းပိုက်ထားတဲ့နယ်မြေများနဲ့မြို့များကိုစစ်ကောင်စီထံကိုပြန်ပေးရန်ဖြစ်နိုင်ခြေနယ်ပါကြောင်းအရခတ်တပ်တော် AA ရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်ဒုက္ခကဒီကနေ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲ့ထဲမှာ AA ကပါဝင်နေတော့လေ AA ရဲ့မူဝါဒဟာအခြားသောညီနောင်မဟာမိတ်နှစ်ဖွဲ့နဲ့မတူညီကြောင်းပြောဆိုသွားပါတယ် ရှမ်းမြောက်မှာစစ်တပ်ထမ်းကိုနယ်မြေတချို့ပြန်ပေးလိုက်ရမှုများရှိနေတော့လေရခိုင်ပြည်မှာတော့အခုလိုမျိုးဖြစ်ရန်ဖြစ်နိုင်ချိန်နည်းပါးကြောင်း၎င်းကပြောဆိုခဲ့ပါတယ်အေးအေးအနေနဲ့မိမိရဲ့စစ်ရေးရည်မှန်းချက်အတိုင်းပဲဆက်လက်ပြီးတော့ခြိတက်နေစေဖြစ်ပြီးတော့အရခတပ်တော်ကရခိုင်ပြည်အတွင်းမှာရှိတဲ့မြို့နယ်14ခုကိုအပိသက်သိမ့်ပိုက်ထိန်းချုပ်ထားတယ်လို့သိရပါတယ်စစ်တွေမြို့နယ်ကြောက်ဖြူမြို့နယ်နဲ့မန်အောင်မြို့တို့သာသိမ့်ပိုက်ရန်ကြံရှိတော်ကြောင်းပြောဆိုထားပါတယ်သိမ့်ပိုက်ရန်ကြံရှိနေတဲ့မြို့နယ်3ခုဟာလဲမြို့နယ်အတွင်းမှာရှိတဲ့နေရအများစုကိုထိန်းချုပ်ထားတာက စစ်ခွေးတွေကတော့မြို့ပေါ်မှာပဲကြံရှိနေတယ်လို့သိရပါဗယ်။သိမ့်ပိုက်ရန်ကြံနေတဲ့မြို့နယ်၃ခုဟာလည်းမြို့တွေကလွဲပြီးတော့ကြံတဲ့ဒေသအများစုဟာကျွန်တော်တို့သိမ့်ပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။စစ်ရေးအရာရှုံးနေနေတဲ့စစ်ကောင်စီဟာသူတို့ထိန်းချုပ်ထားတဲ့မြို့တွေကအရက်သားပြည်သူတွေကိုဖမ်းဆီးနှိပ်စက် အနိုင်ကျင့်တပ်ဖြတ်နေပါတယ်အရခတတ်တော်သိမ့်ပိုက်ထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုလည်းရည်ရွယ်ချက်ရှိရှိလေချောင်းရေချောင်းလက်နက်ကြီးပစ်ခတ်ကစစ်ရာဇဝဲမှုတွေကိုနေ့စဉ်နဲ့အမျှပြောင်ပြောင်တင်းတင်းချိုးဖောက်ကျူးလွန်လျက်ရှိပါတယ်လို့အေရက်ပြောခွင့်ရခိုင်းဒုက္ခကပြောဆိုထားပါတယ်လက်တော်လုံးရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ဒညဝတီရေတပ်စခန်းနယ်ရဲတပ်ရင်30နှစ်အနီးတို့မှာတိုက်ပွဲပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်ကအရာရှိများအပါအဝင်စစ်တုံးမှန်းအများအပြားကိုဖမ်းဆီးရရှိထားတယ်လို့အေရက်ပြောခွင့်ရပုဂ္ဂိုလ်ဦးခိုင်ဒုက္ခကပြောပြထားပါတယ် ကြောက်ဖြူတိုက်ပွဲဆက်ဖြစ်တာကိုအကြမ်းဖက်စစ်ကောင်စီကထိုးစစ်ဆင်လာလို့တိုက်ပွဲဆက်ဖြစ်တာဖြစ်ပါတယ်ကြောက်ဖြူမှာအကြမ်းဖက်စစ်ကောင်စီတပ်ကထိုးစစ်ဆင်ပြီးနောက်ပိုင်းအင်အားအလွန်ကျော်အသုံးပြုပြီးတော့ကျွန်တော်တို့တပ်ဖွဲ့တွေရှိတဲ့နေရာကိုတောက်လျှောက်စစ်ကြောင်းထိုးလာလို့ကျွန်တော်တို့ဘက်ကတံပြန်ခုခံချိန်မုံရတဲ့အနေအထားဖြစ်ပါတယ်ကြောက်ဖြူမြို့တော်ဝိုက်အထူးသဖြင့်ရဲတပ်ရင်း32ညောင်ရီရဲတပ်စခန်းဌာနချုပ်ပတ်ဝန်းကျင်မှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေပါတယ်လို့ဦးခိုင်သုခကပြောကြားထားပါတယ် ကြောက်ဖြူမြို့နယ်တိုက်ပွဲအပါအဝင်အရခတက်တော်နဲ့စစ်ကောင်စီတပ်ဖွဲ့တွေဂျားမာတိုက်ပွဲတွေအတွင်စစ်ကောင်စီတပ်ဘက်ကအရာရှိများအပါအဝင်စစ်တုံးမှန်းအများအများကိုဖမ်းဆီးရရှိထားတယ်လို့သိရပါဗျ။ဒါအပြင်စစ်ခွေးတွေဘက်ကထွက်ပြေးမှုများရှိလာပြီးတော့လက်နက်ချသူများအလင်းဝင်လာသူများလည်းရှိကြောင်းပြောပြထားပါဗျ။တိုက်ပွဲပြင်းထန်နေတဲ့နေရာတိုင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကထွက်ပြေးလာတဲ့စစ်သားတွေနောက်ပြီးတော့သူတို့တွေရဲ့ညှဉ်းပန်းနှိပ်စက်မှုကိုမခံနိုင်လို့ထွက်ပြေးလာပြီးကျွန်တော်တို့ဘက်မှာလက်နက်ချတာတွေဖမ်းမိထားတဲ့တုံးမှန်းတွေအများကြီးရှိပါတယ်။ ်ကြော့ဖြူတစ်ခုတည်းမှမမဟုတ်ပါဘူးအခြားဆင့်မြတ်နာပြင်းတွေမှာလဲစစ်တုံမန်းတွေကအင်မတန်များပါတယ်အရေးအတွက်အတိအကျနဲ့ဖမ်းဆီးရရှိတဲ့ပုံကိုယ်တွေကိုတော့စစ်ဘက်ဆိုင်ရာလုံခြုံရေးနဲ့ပတ်သက်တဲ့အတွက်ကြောင့်မလို့တိတိကျကျထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူးလို့အေအေရဲ့ပြောခွင့်ရပုံကိုဥခိုင်ဒုက္ခကဆက်လက်ပြောပြထားပါတယ်အရခတ်တက်တော်အေအေအနေနဲ့အရခတပြည်လုံးကိုတင်ပိုက်ကပြည်သူလူထုလက်ထဲကိုပြန်လဲအနှံ့ရန်လမ်းစဉ်ချထားပြီးတော့ယခုခါမှာရခိုင်ပြည်နယ်ရဲ့60ရာခိုင်နှုန်းကျော်ကိုထိန်းချုပ်ထားပြီးဖြစ်ကြောင်းတင်ပိုက်ရန်ကြံရှိနေတဲ့စစ်တွေမျိုးကြောက်ဖြစ်မျိုးနဲ့ မန်အောင်မျိုးတို့ဟာလည်းအကြောင်းမျိုးမျိုးကြောင့်ကြံရှိနေခြင်းဖြစ်ကြောင်းအတိပေးထားပါတယ်။ကြောက်ဖြူတိုက်ပွဲအချင်းကြာနေတယ်ဆိုတာကအကြောင်းမျိုးမျိုးရှိပါတယ်။ကျွန်တော်တို့အနေနဲ့ကတော့ကျွန်တော်တို့ချမှတ်ထားတဲ့စီရေးရီမှန်းချက်အတိုင်းဆက်လက်ပြီးတော့တက်သွေးမတိန်လှုပ်ဆောင်နေတယ်လို့ပဲဖြေကြားချင်ပါတယ်။ကျွန်တော်တို့ရဲ့ ULAA စတင်တီထောင်ကလေးကပဲအဓိကရီမှန်းချက်ကအာရခပြည်နယ်တစ်ခုလုံးကိုသိမ့်ပိုက်ပြီးတော့အာရခပြည်သူလူထုရဲ့လက်ထဲကိုပြန်ထည့်ပေးဖို့အစီအစဉ်ပဲဖြစ်ပါတယ်။ဒီကနေ့အချိန်မှာတော့အာရခပြည်ရဲ့60ရာခိုင်နှုန်းကျော်ကိုသိမ့်ပိုက်ပြီးပြီဖြစ်ပါတယ်။ ိုယ်တွေချမှတ်ထားတဲ့စည်းကမ်းကိုကိုယ်တွေချမှတ်ထားတဲ့အာရခလမ်းစဉ်နဲ့ဂိတ်ဆုံးရောက်အောင်ဆက်လက်ပြီးတော့ခြိတက်သွားဖို့ပဲရှိတယ်လို့ဥခိုင်ဒုက္ခကရှင်းပြထားပါဗျ။အကြမ်းဖက်စစ်ကောင်စီကအေအေသိမ့်ပိုက်ထားတဲ့ရခိုင်ပြည်နယ်ကမြို့နယ်၁၄ခုမှာစစ်အုပ်ချုပ်ရေးကြေညာထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းကြန့်ခိုင်ရေးပါတီဥက္ကဋ္ဌရဲ့တူဖြစ်သူကိုဇူလိုင်လ30ရက်နေ့ကပေါ်တာဆွဲဖမ်းဆီးပြီးတော့ငွေကျပ်3,500နဲ့ပြန်ရွေးခိုင်းခဲ့တာကြောင့်ပေါ်တာဆွဲဖမ်းဆီးတဲ့သူစက္ကန်းမှုကို တိုင်ကျဖွင့်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်မောင်စိုးရဲ့တူဖြစ်သူကိုပေါ်တာဆွဲဖမ်းဆီးခဲ့တာဖြစ်ပြီးတော့အဲ့ဒီပေါ်တာဆွဲခဲ့တဲ့စခန်းမှုကိုတရားစွဲဆိုမဲ့အပြင်ယာရုကနေပြုတ်အောင်အထိပြုတ်လုမယ်လို့ပြောဆိုထားပါတယ်။ဦးခင်မောင်စိုးရဲ့တူကိုပြည်မြို့နယ်ဝထီးကန်နယ်မြေရဲစခန်းကနေဖမ်းဆီးသွားခဲ့တာလို့သိရပြီးတော့စခန်းမှုရဲအုပ်ခင်မောင်ဝင်းကငွေကျပ်350တောင်းပြီးမှပြန်လွတ်ပေးလိုက်တဲ့အတွက်မကြေမနက်ဖြစ်ပြီးတော့စစ်မှုထမ်းခေါ်ယူရေးကော်မတီထံမှတိုင်ကြားထားတဲ့အပြင် တရားစွဲဆိုမဲ့အဆင့်အထိကိုရောက်ခဲ့တာလို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပတ်စံတောင်းတာများလို့စစ်မှုထမ်းကော်မရှင်ကိုပြောပြတိုင်ချက်ဖွင့်ပေမဲ့လည်းစစ်မှုထမ်းကော်မရှင်ကဖြေရှင်းပေးမယ်လို့ပြောပြီးတော့ဘာမှမလုပ်ပေးပဲဒီတိုင်းပြစ်ထားရကနေပြဿနာပုံမကြီးထွားလာပြီးတော့ယာဒူးကနေပြုတ်အလုတ်ပြုတ်တဲ့အထိအောင်ပြုတ်လုံမယ်လို့ချင်းချောက်ထားကြောင်းသိရပါတယ်။ရန်ကုန်တိုင်းကြန့်ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်မောင်စိုးဟာဦးသိန်းစိန်အစိုးရလက်ထက်မှာလျှက်စစ်စွမ်းအားဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးအဖြစ်နဲ့တာဝန်ယူခဲ့သူဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းညံမြို့နယ်စီမီးကုန်မြို့မှာမင်္ဂလာဆောင်သွားတဲ့စစ်သားများကိုပြစ်ခတ်တိုက်ခတ်ရာစစ်ခွေးတကောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ10ရက်နေ့မနက်9:00နာရီခန့်မှာစုံရွာမှာပြုတ်လုတဲ့မင်္ဂလာဆောင်ကိုစိုက်ကဲ9စီးနဲ့တွားရောက်တဲ့စစ်ခွေးများကိုတော်လိုင်းတပ်ဖွဲ့များကစီမီကုံမြို့စာတင်ကျောင်းရှိမှာရှိတဲ့ရွှေတောင်ဦးဖျားလမ်းဆောင်မှာစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတကောင်တေဆုံးပြီးတော့နှောက်ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာစစ်ကူစစ်ကြောင်းများရောက်ရှိလာပြီးတော့တေဆုံးသွားတဲ့စစ်ခွေးအလောင်းနဲ့ဒဏ်ရာရတဲ့သူတွေကိုစီမီကုံမြို့ဈေးရုံကိုတယ်ဆောင်သွားတယ်လို့သိရပါတယ်။ စိတ်ခွေးတွေကဆိုင်ကယ်၅စီးနဲ့မြို့ပေါ်ကနေစုံရွာဘက်ကိုထွက်လာတာကိုစီမီကုံမြို့စာတင်ကျောင်းရှိမှရှိတဲ့ရွှေတော်ဦးဖေရလမ်းဆောင်မှာ PDF ပူးပေါင်းတပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာလို့သိရပါတယ်ပြစ်ခတ်မှုအတွင်းမှာစိတ်ခွေးတကောင်တည်ပြီးတော့နှစ်ကောင်ဒဏ်ရာရတယ်လို့စီမီကုံတရင်အဖွဲ့ကတာဝန်ရှိသူကအတီးပြုတ်ပြောကြားထားပါတယ်အဲ့ဒီပြစ်ခတ်မှုအတွင်းမှာတည်ဆုံသွားတဲ့အကြမ်းဖက်စစ်ခွေးများကိုဒီကနေ့ဩဂတ်လ17ရက်နေ့မှာစီမီကုံမြို့ဈေးရုံအနီးမှာတကြုံမှာဖြစ်ကြောင်းတင်ရရှိပါတယ်ခင်ဗျာ တရင်တွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ နေစင်မပြတ်အစင်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမလိုင်မြို့နယ်တောင်ရိုးတဲရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်တပ်၄ထီးနဲ့ကိုးကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ17ရက်နေ့မနက်2:00နာရီကမှမိထီလာ၄ရက်ကနေတက်လာတဲ့စစ်တပ်၄ထီး၃စီးကမလိုင်မြို့နယ် တောင်ရိုးတဲရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ကိုးချိန်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲနေအိမ်များပျက်စီးကနွားနာကောင်တိတ်ဆုံးခဲ့တယ်လို့သိရပါဗါတယ်။နွားနာကောင်တိတ်ပါတယ်လူနေအိမ်၃လုံးပျက်စီးသွားတယ်လျှက်စက်မီးတိုင်တွေလည်းထိခိုက်ပျက်စီးတာတွေရှိပါတယ်။တောင်ရိုးတဲကြီးရွာနဲ့ရှိုးရီတဲကိုကျဲချတိုက်ခိုက်သွားတာ ကိုးချိန်တောင်ဘုံကျဲတာနှစ်ချိန်ကရွာထဲကိုကြတယ်တောင်ရိုးထဲကြေးရွာတဝိုက်ကိုကျဲတာပြည်သူတွေထိခိုက်တာတော့မရှိဘူးလို့မလိုင်မြို့နယ်လူလူသတင်းကွန်ရက်ကတာဝန်ရှိသူကအတိအပြုပြောကြားထားပါတယ်အလားတူပဲဩဂတ်စ10ရက်နေ့ကလည်းတောင်တာမြို့နယ်နဲ့မလိုင်မြို့နယ်မှာရှိတဲ့ကြေးရွာများကိုအကြမ်းဖက်စစ်ခွေးတပ်ကစက်တက်၄ထီးနဲ့စက်တက်ချိန်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်ဆက်နေဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ